အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့တရင်ဌာနကနေအောက်တိုဘာလ22ရက်နေ့မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲအလွန်ဒေါ်လာရင်းအင်အားစုတွေကိုစစ်တပ်ဆက်လက်ရင်ဆိုင်ရနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာစတင်ကျင်းပသွားမယ့်အပိုင်းလိုက်ထွေထွေရွှေကောက်ပွဲကနေအစိုးရတရက်ပေါ်လာရင်လေဒေါ်လာရင်းအင်အားစုတွေကိုစစ်တပ်ကဆက်လက်ရင်ဆိုင်ရနိုင်ပွဲရှိတယ်လို့စီရေးအခက်ခတ်တွေကသတင်းဌာနကိုပြောပါရတယ်။ လက်နက်ကင်တော်လိုင်းရေးအင်အားစုတွေကအဲ့ဒီရွေးကောက်ပွဲကိုအတုရောင်လို့သာတတ်မှတ်ပြီးစံကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့စစ်အာဏာရှင်စနစ်အမြင့်ပြတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကြွေးကြော်ထားကြတာပါစစ်ကောင်းဆောင်ဖူချုံမှုကြီးမင်းအောင်လိုင်းကတော့လက်နက်ကင်အကြမ်းဖက်မှုတွေခြုံငိမ့်ပြီးဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေဆောင်ရွက်သွားကြရမယ်လို့အော်တိုဘာလ16ရက်နေ့ကပသိမ်တက်နယ်ရှိအရာရှိစစ်တီမိသားစုတွေနဲ့တွေ့ဆုံပွဲမှာပြောခဲ့ပါတယ်အခုအခါနိုင်ငံတော်ဝန်ထိုက်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီး ထိုင်းနိုင်ငံလုံးတည်ငြိမ်စေရေးစစ်တပ်အနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စီဒီအမ်ဘူကြီးကောင်းသူဝင်းကစစ်တပ်အနေနဲ့သူတို့ဆုံရှုံထားရတဲ့နေမျိုးတွေကိုတဆင်ပြီးတဆင်ပြန်တိုက်မှာဖြစ်ပေမဲ့ဒေါ်လာရေးကိုအမြင့်ပြတ်အောင်တိုက်နိုင်မယ့်အနေအထားမရှိဘူးလို့သုံးသပ်ပါတယ်။စစ်ကောင်းဆောင်ကတော့သူတို့ဆုံချုံထားရတဲ့နေမျိုးတွေကိုသူတို့ကိုအပြတ်မတိုက်နိုင်ရင်သူတို့ကပြန်တိုက်မှာပေါ့။ ဒီလိုမျိုးမတိုက်နိုင်ဘူးဆိုရင်လက်တွေ့အနေထားနဲ့ဆိုရင်တော့ချက်ချင်းကြီးသူတို့တိုက်နိုင်မယ့်အနေထားမျိုးမဟုတ်ဘူးဆယ်စုနှစ်တွေအများကြီးချီပြီးတော့မှတဆင်ပြီးတဆင်ဒီလိုမျိုးအ धिक ကြတဲ့မျိုးတွေကနေတဖြည်းဖြည်းရွာတွေပြောင်းဝင်ပြီးတိုက်တဲ့အနေထားမျိုးတွေသူတို့ဘက်ကအားသာသွားရင်တိုက်လာနိုင်တဲ့အနေထားမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဒီလိုမျိုးတိုက်လေတော်လိုင်းရေးကိုအမြင့်ပြတ်တိုက်နိုင်မယ်ဆိုတဲ့အနေထားမျိုးကမရှိဘူးလို့ဆိုပါတယ် အချက်လက်တွေအရအာနာသိမ့်မှုအတွင်နိုင်ငံတော်ဝန်မှလက်နက်ကင်တပ်ဖွဲ့ပေါင်း900ချက်မနည်းပေါ်ပေါက်လာသလိုအင်အားကြီးတိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေကလည်းစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးမှပါဝင်လာခဲ့ကြတာပါ။ဒါကြောင့်စစ်တပ်အနေနဲ့နိုင်ငံတော်ဝန်ရှိမျိုးပေါင်း90ကျော်ကိုတိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေရဲ့လက်ထဲဆုံးရှုံးထားရပါတယ်။အထူးသဖြင့်ရှမ်းမြောက်နဲ့ရခိုင်ပြည်နယ်မှာအများဆုံးဖြစ်ပါတယ်။ ဒီအချိန်မှာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲပထမအကြိမ်မှာတရား2မြို့နယ်ပြုလုပ်သွားမှာဖြစ်ပြီး56မြို့နယ်မှာကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဝန်ခံထားပါတယ်။စစ်ကောင်းဆောင်ကတော့ရွေးကောက်ပွဲလုပ်ဖို့အကြောင်းအမျိုးမျိုးကြောင့်ကြန့်ရှိနေတဲ့မြို့နယ်တွေမှာနောက်လာမယ့်အစိုးရအနေနဲ့ကြားဖြတ်ရွေးကောက်ပွဲကာလမှာဆက်လုပ်သွားဖို့စီစဉ်ထားတယ်လို့ NCA စနစ်ပြနှစ်ပတ်လည်အခမ်းအနားမှာထုတ်ပြောခဲ့ပါတယ်။ ဒါပြင်ပထမအကြိမ်မှာ102မျိုးနဲ့ဒုတိယအကြိမ်မှာမျိုးနယ်100နဲ့ကျန်ရှိတဲ့မျိုးနယ်တွေကိုတတိယအကြိမ်အဖြစ်ဆောင်ရွက်သွားမယ်လို့ပြောပေမဲ့ဒုတိယအကြိမ်နဲ့တတိယအကြိမ်ရွှေကောက်ပွဲကျင်းပမဲ့နေ့ရက်ကိုတော့ပြောမသွားခဲ့ပါဘူးစီရီယံဘူကြီးစင်ရော်ကနောက်တက်လာမဲ့အစိုးရအနေနဲ့56မျိုးနယ်မှာအပြည့်အဝရွှေကောက်ပွဲလုပ်နိုင်ဖို့ခဲယဉ်းတာကြောင့်စစ်တပ်အနေနဲ့ကာလရှည်ကြာစစ်တိုက်နေရအောင်မယ်လို့သုံးသပ်ပါတယ်ကျန်နေမဲ့မျိုးနယ်တွေကတော့နောက်တက်လာမဲ့အစိုးရပေါ့ ူတို့ဖွဲ့လိုက်မဲ့တရားမဝင်အစိုးရလက်ထက်ကြကားမှာဂျားဖြတ်ရွေးကောက်ပွဲသူတို့နီးသူတို့ဟန်နဲ့လှုပ်ရမယ်။အဲ့ဒီဂျားထဲမှာလဲဂျားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာသူတို့ရဲ့စစ်တုထမျိုးဆက်စစ်တပ်ကဆက်ပြီးစစ်တိုက်နေရအောင်မှာပေါ့။အဲ့ဒီအနေအထားမျိုးကိုသွားပြီးတွေ့ရတယ်။အဲ့ဒီတော့တချို့နေရာတွေမှာ56မြို့နယ်ကိုသူတို့ပြန်ပြီးအပြည့်အဝရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင်တော်တော်လေးခက်တယ်။ဘာလို့လဲဆိုတော့ရခိုင်မြောက်ပိုင်းတစ်ခုလုံးဆိုတာသူတို့10နှစ်တောင်တိုက်ယူရမယ့်အနေအထားဖြစ်တယ်။ ကျန်တဲ့နေရာတွေကလည်းကာလရှည်သွားပြီးတော့တိုက်ရမယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်တပ်ကသူတို့လက်လွတ်ထားတဲ့နေမြေတွေတဲကရှမ်းမြောက်ရှိအချက်အချာကြားတဲ့မြို့အပါဝင်ထိုင်းမြန်မာနယ်စပ်ရှိကရင်ပြည်နယ်ကလေးခေကော်မြို့တဲအပါဝင်တပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်လာနိုင်ပါပြီ။ဝါရဖြတ်သတင်းစာတွေရဲ့ဖော်ပြချက်အရအောက်တိုဘာ9ရက်ကနေ19ရက်နေ့အတွင်းလေးခေကော်မြို့တဲတင်ငန်းညီနောင်တက်နေမြောက်ဝတီအာရှလမ်းမကြီးလက်ခတ်တောင်ဖရာကုံရှုကင်းတာနဲ့ဆွဲတော်ကုံစတာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ် 2029စစ်စင်ရီဒုတိယပိုင်းအပြီးတရုတ်မြန်မာနယ်စပ်တလျှောက်ရှိမြောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကိုတရုတ်အစိုးရရဲ့ PR ပေးမှုကြောင့်စီးရေးချိန်ခွင်ဟာအပြောင်းလဲဖြစ်လာခဲ့တာပါ။တစ်ဖက်မှာအသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေကနေလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းစေဖို့ဤလံပေါင်းစုံတုံးပြီးတောင်းချီရရှိလာတဲ့အင်အားနဲ့အတူရှီတန်းစစ်မြေပြင်မှာလူလိုက်အဖြစ်စစ်တပ်ကအသုံးချလာနိုင်ခဲ့ပါတယ်။မြန်မာအင်ဒီချင်းတရုတ်အစိုးရရဲ့နေဆက်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့တွေ့ဆုံညှိနှိုင်းပေးမှုနဲ့အတူ နည်းပညာတွေစစ်ဘက်ဆိုင်ရာအကူအညီတွေကြောင့်စစ်တပ်ဟာဖြိုလဲပျက်စီးမှုတန်ကလည်းပြန်လည်ယုံထလာနိုင်ခဲ့တာလို့စစ်ရေးအခက်အခဲတွေကထောက်ပြကြပါတယ်။လက်ရှိစစ်တပ်ရဲ့တံပြန်ထိုးစစ်အနေအထားဟာရွှေကောက်ပွဲလုံးနိုင်ဖို့တင်ပိုက်လို့ရနိုင်မယ့်အချို့မြို့တွေကိုတဆင်ပြီးတဆင်တိုက်ယူသွားတာဖြစ်ပြီးမသိမ်းယူနိုင်သေးတဲ့မြို့တွေကိုလည်းပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကတော့ရွေးကောက်ပွဲကာလတွေမှာဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုတွက်ဆပြီးလုံခြုံရေးကောင်းမွန်အောင်တိုးမြှင့်သွားမှာဖြစ်တယ်လို့တက်ဆိုင်ရာတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကလည်းပူးပေါင်းပေးကြဖို့ပြောထားပါတယ်။ ။ကြပြင်တိုင်းသားတွေရဲ့ဆန္ဒနဲ့လူလာချက်ကိုဒီမိုကရေစီနီလန်ချဆောင်ရွက်ပေးနိုင်ဖို့နိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွှတ်တော်တွေကိုတိုင်းသားကိုယ်စားလှယ်တွေစုံစုံညီညီရောက်ရှိလာဖို့လိုအပ်တယ်လို့ဆိုပါတယ်။စီရီယံဘူကြီးစင်ယောကတော့စစ်ကောင်းဆောင်အနေနဲ့သူစစ်တပ်လုံးဝပြိုလဲပျက်စီးသွားမယ့်အရေးကနေတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဈေးအချိုဆုံးအယောင်းွယ်လှုပ်လာနိုင်မယ့်အနေအထားမျိုးလို့ပြောပါတယ်။ရွှေကောက်ပွဲလှုပ်လိုက်မယ်လှုပ်ပြီးမှလှွတ်တော်တွေမှာ IAO တွေကိုကျွန်တော်တို့မှန်းခဲ့တယ်လို့ပဲ ဖက်ဒရယ်ပုံစံမျိုးကိုစီးပွားပွားနဲ့ပေးပြီးကမှလက်ကျန်ပြည်တွင်းနေရာတွေကိုလက်လွတ်နေမြေတွေတိုက်စစ်ပြန့်စင်ပြီးသူတို့စစ်တပ်ကပြည်မကိုထိန်းချုပ်မင်းကျန်တဲ့ ERO တွေကိုတော့ဖက်ဒရယ်ပုံစံမျိုးနဲ့မင်းတို့နယ်မင်းတို့လောက်ထားပေးမင်းမင်းတို့နေတဲ့မှာလဲဒီဒေါ်လာကြီးအဖွဲတွေကိုမထားနိုင်အာမပေးနဲ့ဒီဘက်ကိုပြန်လုပေးဆိုတဲ့သဘောမျိုးဒါသူတို့ရဲ့ road map လမ်းပြမြေပုံပေါ်အဲ့ဒီလိုပုံစံမျိုးနဲ့လှုပ်လာနိုင်တယ်ဒါကတော့သူတို့ရဲ့ရွေးကောက်ပွဲမှာဖိတ်စာတစ်ချမ်းရိုက်ထားတော့ပေါ့လို့ဆိုပါတယ် စီရေးဆိုင်ရာသုတေသနအဖွဲ့အစည်းတွေအရာအချက်လက်တွေအရာအာဏာသိမ်းမှုအတွင်းမျိုးပေါင်း102မျိုးအထိတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်နိုင်ခဲ့ပြီးအခုချိန်မှာစစ်တပ်ကမျိုးကိုမျိုးကိုသာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါတော်လှန်ရေးအင်အားစုတွေအနေနဲ့2029စစ်စင်ရေးလိုမျိုးစစ်တပ်ကိုတံပြန်ထိုးစစ်ဆင်နိုင်ဖို့နဲ့အားကောင်းမောင်းတန်တဲ့အခြေအနေမျိုးဖြစ်ဖို့စူဖွဲ့မှုတွေအင်တိုက်အားတိုက်လှုပ်ဆောင်မှုတွေလိုအပ်နေသေးတယ်လို့စစ်ရေးအခဲခတ်တွေကမှတ်ချက်ပြုပါတယ်ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ ားလုံးပဲရှင်လည်ချမ်းမြေကြပါစေရှင်။